အလုံးမဲမင်္ဂလာပါရှင်ဘောလုံး YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တနင်္လာညမှာကစားကြမဲ့ဘောလုံးပွဲစဉ်လေးတွေကိုရွေးချယ်သုံးသပ်တင်ပြသွားကြပါမယ်အဲ့တော့ဘောလုံးပွဲစဉ်တွေရဲ့ရွေးချယ်မှုတွေကိုသုံးသပ်မှုတွေကိုဒီစဉ်နေ့တိုင်းပြုလုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့ရအတွက်မိသားစုခင်ဗျာလည်း တော့ကျွန်တော်တို့ယနေ့ညမှာကစားမယ်အင်္ဂလိပ်ပရီးမီးယားလိရဲ့ပွဲတစ်ပွဲဖြစ်တဲ့ Manchester United နဲ့ Everton တို့ရဲ့ပွဲစဉ်လေးကိုပထမဆုံးဆင်းလေ့ကျင်းပါတယ်အဲ့တော့ Manchester United ကအိမ်မက်မှာ Everton အသင်းကိုအကန့်ကစားမှာဖြစ်ပြီးတော့မှာ Manchester United မှာတက်ပေါင်း80ပေးထားပါတယ်ကိုပေါင်းနေနဲ့ကတော့3ပေါင်း80ဖြစ်ပါတယ် အဲ့တော့ Manchester United ရဲ့နောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှင်။နှစ်ပွဲတည်ကြပြီးတော့၃ပွဲထိအနိုင်ရရှိထားပါတယ်။နောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှင်လည်း၄ပွဲထိအောင်ကူးပေါ်ခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ Everton သင်းရဲ့နောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှင်။နှစ်ပွဲနိုင်နှစ်ပွဲတည်ရနဲ့ Sorry နှစ်ပွဲရှုံးနဲ့တစ်ပွဲတည်ဆိုတဲ့ရလတ်ထုတ်ပေါ်ထားဖြစ်ပါတယ်။ အဲ့တော့ Everton သင်းရဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လေ9ပေါ်ခဲ့တာက2ပွဲပဲရှိပြီးတော့မှ3ပွဲကတော့2 9 2နဲ့အောက်မှာရှိခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲကိုကျွန်တော်တို့သူတို့နှစ်ဦးရဲ့ထိတ်တိုက်တွေ့ဆုံမှုဘိုင်းမှာဆိုလို့ရှိရင်လေထိတ်တိုက်တွေ့ဆုံမှု၅ပွဲမှာဆိုလို့ရှိရင်လေ ၃ဘွဲထိကူပေါ်ခဲ့ပြီးတော့မှ၂ဘွဲကူအောင်ထားပါတယ်ဒီနှစ်သင်းတွေ့လို့ရှိရင်ဂိုးတွေအပြန်လန်းတွင်းကြတာအကြောင်းမို့လို့ဒီနှစ်သင်းရဲ့ဒီနှစ်သင်းကိုရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဂိုးအပေါ်ကိုပဲကြိုက်ပါတယ်မရှိမနေရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့မန်ယူသင်းကိုပဲရွေးချယ်ကြပါတယ်အနည်းဆုံး80တော့ပြောင်းရှင်ခွင့်ရရှိနိုင်ပဲလို့မျှော်လင့်ပါတယ်နောက်တစ်ပုတ် ပွဲကတော့စပိန်လာလီကာပွဲစဉ်တစ်ပွဲဖြစ်တဲ့အစပညိုနဲ့စီဗီလာပွဲလို့ပဲဖြစ်ပါတယ်။အစပညိုနဲ့စီဗီလာပွဲမှာဆိုလို့ရှိရင်အစပညိုကအင်ကွင်းမှာတရေ80ရှုံးပေးထားတာဖြစ်ပါတယ်။ဘူပေါင်းနေနေရတော့နှစ်နှုတ်90ဖြစ်ပါတယ်။ဒီပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်အစပညိုကနောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်ပြီး၂ပွဲတည်ကြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ စီဗီလာကတော့နောက်ဆုံး၅ပွဲမှာနှစ်ပွဲနိုင်ပြီးတော့၃ပွဲရှုံးနိုင်ထားပါတယ်အဲ့တော့စီဗီလာနဲ့အက်စပန်ယူပွဲမှာသူတို့အသင်းနှစ်နှစ်သင်းရဲ့ထိတိုက်တိုက်ဆုံမှုကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့တရီတရီနှစ်ပွဲကြပြီးတော့မှစီဗီလာက၃ပွဲထိနိုင်ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်အမေဒီနေ့မှာစီဗီလာရဲ့ ခြေစွမ်းကကျွန်တော်တို့ထင်သလောက်ဖြစ်မလာခဲ့တာဟိုတွေ့ရမှာပဲဖြစ်ပါတယ်မှတ်ပေးစရာရည်တည်မှုမှာဆိုလို့ရှိရင်လည်းစီဗီလာအဆင့်6ထိရောက်နေပြီးတော့မှ expansion ကအဆင့်6မှာရည်တည်နေပါတယ်စီဗီလာက12ပွဲမှာ6ပွဲတိရှုံးနေထားပြီးတော့မှ expansion ကတော့12ပွဲမှာ4ပွဲပဲရှုံးနေထားပါတယ်ဘုံဘက်တိကြာထားပါတယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်เนาะ ်ချီစွန်းဒီနှစ်မှာချီစွန်းအနေငယ်တက်လာတဲ့ Espanyol နဲ့ပဲကျွန်တော်စံစားကြပါမယ်ဂိုးပေါင်းအပေါ်ဘူးပဲရွေးချယ်ပေးကြပါမယ်နောက်ထပ်ပွဲစဉ်ကတော့ Italy Serie A ပွဲတစ်ပွဲဖြစ်တဲ့ Torino နဲ့ Como တို့ရဲ့အသင်းဖြစ်ပါတယ် Torino နဲ့ Como မှာဆိုလို့ရှိရင်တော့အဲ့ဒီအသင်းဖြစ်တဲ့ Como ကအရေ90ရှုံးပေးထားတာဖြစ်ပြီးတော့မှကျွန်တော်တို့ ဥပေါင်းအနေနဲ့ဆိုလို့ရှိရင်เนาะနှစ်နှုတ်25ရှိပါတယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်တိုရီနိုရဲ့နောက်ဆုံးကဆိုလို့ရှိရင်နှစ်ပွဲနိုင်သုံးပွဲတည်တည်ကြာထားပြီးတော့မှ easy ဆိုတဲ့ရလက်ကနှစ်ပွဲရှိထားပါတယ်1 0ရလက်တစ်ပွဲနဲ့2 1 2 2ရလက်နှစ်ပွဲရရှိအောင်ဆန်းဆောင်ထားနိုင်ပါတယ်ကုမိုသိန်းရဲ့နောက်ဆုံး၅ပွဲကို ကြည့်မယ်ဆိုလို့ရှိရင်နှစ်ပွဲနိုင်ပြီးတော့သုံးပွဲတည်ကြပါတယ်။တည်ကြထားတဲ့သုံးပွဲမှာဆိုလို့ရှိရင်လည်းစီစီရလက်တွေကြည့်ပဲဖြစ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။နိုင်ရရှိတဲ့နှစ်ပွဲမှာဆိုလို့ရှိရင်ဂျပန်ကို2-0နဲ့နိုင်ရရှိပြီးတော့မှဗီရိုနာကို3-1နဲ့နိုင်ရရှိထားမှာပဲ။ကွန်ဝေးရဲ့အဝေးကွင်းစွမ်းဆောင်ရည်တွေမှာဘူးမပြီးရအောင်စွမ်းဆောင်နိုင်ထားတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီပွဲကို ရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဂိုးပေါင်းအောက်ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ပွဲကတော့ဆက်ဆူကိုလိုနဲ့ပီဇာတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဆက်ဆူလိုနဲ့ပီဇာတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဆက်ဆူလိုက level 55ရှုံးပေါက်ထားပါတယ်ဂိုးပေါင်းအနေနဲ့ကတော့နှင်းနှုံး45ပေါက်ထားတာကိုတွေ့ရမှာပါတယ်အဲ့တော့ဆက်ဆူလိုရဲ့နောက်ဆုံး ငါးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ပွဲနိုင်တစ်ပွဲတည်ရင်နဲ့နှစ်ပွဲရှုံးနေထားပါတယ်ဖီဇာရုရဲ့နောက်ဆုံးငါးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တစ်ပွဲနိုင်ပြီးတော့လေးပွဲထိတည်ကြထားဖို့ပြရမှာဖြစ်ပါတယ်နောက်ဆုံးငါးပွဲမှာဇီးဇီးတည်ရင်နှစ်ပွဲဖြစ်ပြီးတော့1ဇီးတစ်ပွဲ2တူးနှစ်ပွဲကိုပြရမှာဖြစ်ပါတယ်အဲ့တော့သူတို့နှစ်ဦးရဲ့ထိတ်တိုက်တွေးဆမှုကို ြည့်မယ်ဆိုလို့ရှိရင်ဆက်စီဦးလိုက1နဲ့အနိုင်ရရှိထားပြီးတော့မှ2024ဒီဇင်ဘာ26မှာစတော့ပီဇာ3ဝက်နဲ့အနိုင်ရရှိထားတော့တွေ့ရပါဖြစ်ပါလေဒီဘက်ကိုရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့အင်ရှင်ဖြစ်တဲ့ဆက်စီဦးလေးပဲကျွန်တော်စော်စားခြင်းပါလေဆက်စီဦးလိုပဲရွေးချယ်ပေးခြင်းပါလေကိုပေါင်းအနေနဲ့ကတော့ကိုပေါင်းအပေါ်ကိုရွေးချယ်ပေးခြင်းပါလေအဲ့တော့ဒီနေ့ ွဲစဉ်လေးဝဲရှိတဲ့အထက်မှာကျွန်တော်လေးဝဲသလုံးကိုကျွန်တော်ရဲ့အကြိုက်ကလေးတွေကိုဒါသုံးသက်ပြီးတော့မှရွေးချယ်ပြီးသွားတာပဲဖြစ်ပါတယ်ဒီကိုတို့အကြိုက်နဲ့တိုက်ဆိုင်ခဲ့တာတွေရှိရဆိုလို့ရှိရင်တော့ယူပြီးတော့မှအသုံးပြုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်